ရန်ကင်းမြို့နယ်မှာအမျိုးသမီးငယ်တအုပ်ကိုရေစားဟောင်းဖြစ်သူကဓာတ်နဲ့ကိုးချက်ထိုးခဲ့တဲ့အတွက်ကုသမှုခံယူနေရတယ်လို့သိရပါဗျ။မေ၁၉ရက်ညပိုင်းကရေစားဟောင်းဖြစ်သူဖြိုးဟိန်ထက်ဆိုသူကစကားပြောဖို့ချင်းဆိုမှုကြောင့်အဆိုပါအမျိုးသမီးငယ်ဟာတွားရောက်တွေ့ဆုံခဲ့ကြောင်းအဲ့နောက်အဆိုပါရေစားဟောင်းကဓာတ်နဲ့ထိုးခဲ့တာဖြစ်ကြောင်းကျွလွန်ခံရတဲ့အမျိုးသမီးရဲ့တငယ်ချင်းဖြစ်သူကလူမှုကွန်ရက်မှာရေးသားထားပါဗျ။ကျမရဲ့ရေစားဟောင်းဖြစ်သူဖြိုးဟိန်ထက်က ခဏထွက်လာခဲ့ငါတို့စကားပြောရအောင်ဆိုပြီးလှမ်းခေါ်ခဲ့ပါတယ်။ကျမကလည်းလူပြက်တဲ့ညဘက်အချိန်တခုခုပြဿနာရှာမှစိုးရာကြောင့်စီတီမတ်လိုလူများတဲ့နေရာကိုထွက်လာခဲ့လိုက်ပါတယ်။အဲနောက်စီတီမတ်ကိုနှစ်ယောက်အတူတူသွားပြီးကျမကိုသူ့အလုံးမှာပင်ပန်းကြောင်ကောင်မလေးနဲ့အဆင်မပြေကြောင်းတွေပြောပြပါတယ်။ပြောရင်းနဲ့ည9:00နာရီလဲထိုးတော့မှာမို့ကျမလည်းပြန်တော့မယ်ဆိုပြီးထွက်လာခဲ့တဲ့အချိန်သူကအနောက်ကလိုက်လာခဲ့ပါတယ်။လမ်းမှာကျမကမိုးချုံနေလို့ပြန်တော့မယ်လို့ပြောခဲ့ပေမဲ့ ခဏလေး9မိနစ်ပဲစကားပြောချင်လို့ဆိုပြီးလိုက်လာခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အသက်အနည်းရဲ့ထိခိုက်တာလောက်အထိတော့မလုံလောက်ဘူးလို့ကျမလည်းထင်ခဲ့တာပါ။ရန်ကင်းကကျမလက်ရှိနေထိုင်တဲ့တငယ်ချင်းအိမ်ရှိတဲ့ရက်ွက်ကလုံချင်းအိမ်ခြံဝန်းနေနဲ့လူလဲတိတ်ပြီးလမ်းမှာလူပြတ်တောင်မှမမောင်ခင်ကျမလည်းမြ мян အိမ်ပြန်ဖို့ပဲစိတ်လုံးနေခဲ့ပါတယ်။လူပြတ်တဲ့လမ်းကြားလေးနားရောက်တော့ဒီနေရာလူပြတ်လားဘာညာပေးပြီးကျမကိုအနောက်ကနေဖတ်ပြီးဒါနဲ့စပြီးထိုးပါတယ်။ကျမကိုမအောင်နိုင်အောင်ပါဇက်ကိုပိတ်ပြီး လေမင်းနဲ့ဘိုက်တွေကိုဇက်တိုက်ထားနဲ့ထိုးပါရယ်။ကျမလည်းဇက်တိုက်ထိုးခန့်ထားရတာကြောင့်မျက်လုံးတွေပြပြီးလမ်းကြားပေးနှရံဘက်ကတ်လိုက်ပြီးထိုင်ချလိုက်တယ်။ပြီးတော့သူကကျမကိုဇက်တိုက်ချင်းချောက်ပြီးလေမင်းကိုဓာတ်နဲ့ရွေးပါရယ်။ဖုန်းက flashlight ကိုလည်းတွေ့တာမို့ recording လုပ်နေတာလားဘာလားတော့သိချာမသိခဲ့ပါဘူး။ကျမပါဇက်ကိုဇက်တိုက်ပိတ်ထားခဲ့ပြီးနှထင်းအပေါ်နာဦးခေါင်းနေရာကိုဓာတ်နဲ့ဆက်ထိုးပါရယ်။အဲ့ဒါပြီးတော့ကျမဘက်ကအချိန်ချင်းတောင်းပန်ခဲ့တဲ့အချိန်မှာသူကနားမထောင်မဲဓာတ်ကိုတစ်ချက်ပေးချပြီးဖုန်းကင်နေတဲ့အချိန်အလစ်မှာကျမကဓာတ်ကိုလူပြီးတစ်ဖက်ကိုလွှတ် ပြက်လိုက်ပါတယ်။သူကကြာသွားတဲ့ဓာတ်ကိုပြန်ကောက်နေတဲ့အချိန်မှာကျမကသတိပြန်ကပ်ပြီးဖေးနာကြနေတဲ့ကျမဖုန်းကိုအမြန်ကောက်ကင်ပြီးထပြေးတယ်။ကျမနေတဲ့အင်ချန်ဝင်းတကားကိုတငယ်ချင်းကဖွင့်ထားတာကြောင့်ကံကောင်းစွာနဲ့အသက်ရှင်တာပါ။ပြောရရင်သူကကျမကိုအသေးတက်ဖို့ကြံခဲ့တာပါ။ကျမသတိရှိသေးလို့သာလွတ်လာတာပါလို့ကျွလွန်ခံရတဲ့အမျိုးသမီးဖြစ်သူကပြောပါရတယ်။ ကျွလွန်ခံရတဲ့မျိုးသမီးငယ်ဟာဆင်းရုံမှာကုသမှုခံယူနေရတာဖြစ်ပြီးဒီဖြစ်စဉ်ကိုတငယ်ချင်းဖြစ်သူကသူမကိုစားလူမှုကွန်ရက်မှာတင်ထားတာဖြစ်ပြီးကျွလွန်ခဲ့တဲ့အမျိုးသားဖြစ်သူရဲ့မှတ်ပုံတင်တဲ့ဓာတ်ပုံတွေကိုတင်ရှိထားတာကိုတွေ့ရပါတယ်။ဒါနဲ့အထူးခံရတဲ့အမျိုးသမီးကိုတငယ်ချင်းမိသားစုကဆင်းရုံကိုပို့ဆောင်ပေးခဲ့ရပြီးတရားအများအပြားရရှိခဲ့တာကြောင့်အရေးပေါ်ခွဲစိတ်ကုသမှုတွေပြုလုပ်ခဲ့ရတယ်လို့သိရပါတယ်။ ကျမရဲ့ဝန်တွင်ကလေးစားတွေအကုန်ထိခိုက်ပြီးကလေးစားတစ်ခုထုတ်လိုက်ရပါတယ်။အသည်းအထိပေါက်သွားတာကြောင့်ထိသွားတဲ့အသည်းအနည်းငယ်ကိုလှီးထုတ်လိုက်ရပါတယ်။ကျမအူကိုဖျက်ပြီးဘိုင်းမှာအိတ်နဲ့ချိန်ထားရပါတယ်။ ကျမလေးမင်းမလည်းကန့်လက်ဖြတ်လီးခံထားရတဲ့ဒဏ်ရာကိုချုပ်ထားရပြီးဘိုင်းနဲ့ရင်ဘတ်မှာပိုက်နှစ်ချောင်းချိတ်ထားရယနေ့အထိရေရောအစာရောစားတော့လို့မရပဲစေးရုံကတင်ပေါ်ပက်လက်နေနေရပါတယ်လို့ကျွလွန်ခံရတဲ့အမျိုးသမီးကလူမှုကွန်ရက်မှာရေးသားထားပါတယ်ကျွလွန်ခဲ့တဲ့တရားခံအမျိုးသားကိုဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရပြီးဖြစ်စဉ်နဲ့ပတ်သက်ပြီးတပ်ဆိုင်ရာကိုတိုင်ကြားထားတယ်လို့သိရပါတယ်